Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ AI အရှိန်အဟုန်အောက်တွင် IBM က software ဘက်ကိုအာရုံစိုက်ရန်ဝန်ထမ်းထောင်ပေါင်းများစွာရှော့ချရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နီးပညာကုမ္ပဏီကြီး IBM မှာဆိုရင် AI နဲ့ချိတ်ဆက်ထားတဲ့ cloud ဝန်ဆောင်မှုလိုအပ်ချက်တွေကနေအကျိုးအမြတ်ပုံမူရရှိနိုင်မလားဆိုတဲ့အပေါ် store ဈေးကွက်ကအာရုံစိုက်နေချိန်မှာပဲအမြတ်အစွန်းများတဲ့ software ကဏ္ဍကိုဦးတည်စေဖို့အတွက် ဒီ၃လပတ်အတွင်းမှာဝန်ထမ်းနေရာတွေကိုလျှော့ချသွားမယ်လို့နိုဝင်ဘာ၄ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဒီလိုလျှော့ချမှုဟာဝန်ထမ်းထောင်ပေါင်းများစွာကိုထိခိုက်နိုင်ပါတယ်။ကုမ္ပဏီကထုတ်ပြန်ချက်မှာကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့လုပ်သားအင်အားကိုပုံမှန်သုံးသပ်ပြီးတစ်ခါတလေမှအဲ့ဒီအတိုင်းပြန်လဲချိန်ညှိပါတယ်။စရုပ်ထ၃လပတ်မှာကျွန်တော်တို့ဟာကမ္ဘာလုံးဆိုင်ရာလုပ်သားအင်အားရဲ့ရာခိုင်နှုန်းနှဲပါတဲ့တစ်ခုချင်းစီကိုသာတက်ရောက်မှုရှိမဲ့အစီအစဉ်တစ်ခုကိုအကောင့်ထည့်ဖော်နေပါတယ်လို့ပြောကြားသွားခဲ့ပါတယ်။ IBM မှာဆိုရင် လုပ်ငန်းတွေကိုဒီပညာအကြီးအကျယ်ပံ့ပိုးပေးနေတဲ့ကုမ္ပဏီကြီးဖြစ်ပြီး Amazon, Meta နဲ့ Google အပါအဝင်ဉာဏ်ရည်တုအရှိန်အဟုန်ကနေအကျိုးအမြတ်ပုံမှုရရှိလာဖို့အတွက်ယင်းနှိမ့်မြုံနယ်မှုတွေပုံမှုလှုပ်ဆောင်နေကြတဲ့တခြားကုမ္ပဏီများနဲ့အတူဝန်ထမ်းလျှော့ချတဲ့အစီအစဉ်မှာပါဝင်လာခဲ့တာဖြစ်ပါတယ်။ AI ဒီပညာတွေကဝန်ထမ်းတွေကိုကုတ်ရေးတာနဲ့တခြားအလုပ်တွေမှာကူညီပေးတဲ့အတွက်အလုပ်တယောက်မှုတွေပုံပုံများလာမယ်လို့ CEO အများပြားကခန့်မှန်းထားကြပါတယ်။ CEO ဖြစ်တဲ့ Arvind Krishna ရဲ့ဦးဆောင်မှုအောက်မှာတော့ IBM ဟာ Red Hat ကဏ္ဍကတဆင့်လုပ်ငန်းတွေက AI နည်းပညာကိုပေါင်းစပ်လာတဲ့အတွက်ကတ်လောက်ဝန်ဆောင်မှုတွေအပေါ်အသုံးစရိတ်ပုံပုံတုံးဆွဲလာတာကိုအခွင့်အရေးယူဖို့ software ကဏ္ဍကိုအာရုံစိုက်လာခဲ့ပါတယ်။ IBM မှာတော့2024ခုနှစ်ကုန်အထိဝန်ထမ်း2,800ခန့်ရှိပါတယ်။အမေရိကန်ဝန်ထမ်းအချို့ဒီအလုတ်လျှော့ချမှုတွေရဲ့အကျိုးသက်ရောက်မှုတွေရှိနိုင်ပေမဲ့လို့နိုင်ငံအထွန်းအလုတ်ကိုင်ဥယေဟာတစ်နှစ်ပတ်လုံးအတူတူနှီးပါဆက်လက်ရှိနေမယ်လို့မျှော်လင့်ရကြောင်းကို IBM ကပြောကြားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ